လက်ရှိ Binance Exchange ပေါ်မှာ12ခုမြောက် Hot Plus Airdrop Project အနေနဲ့တက်လာခဲ့တဲ့ Bubble Map ဆိုတာပါလေဒီ project ကဘလို့အလုပ်လုပ်လဲဆိုတာကိုသုံးသက်ချက်နေတဲ့ကွာဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။အနောက်မှာဆုံးမိကုံးကတော့ Bubble Map ဆိုတာပါလေပေါ့နော်။အရိုးအရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင် crypto တခုကိုယင်းနှမျိုးနံမှုလောက်တော့မယ်ဆိုလို့ရှိရင်ဒီ project ကဘာလဲဘလို့အလုပ်လုပ်နေရလဲဘယ်ရလာတာလဲ စသဖြင့်ကျွန်တော်တို့မှုကင်းစစ်လိုမျိုးလိုက်စစ်ရတယ်။ Double map ကတော့ဇောနာကျွန်တော်ပြောသွားခဲ့တဲ့တဲလွန်သားတွေကိုတနေရာထဲမှာတစုတစည်းနဲ့ရှာဖွေနိုင်ဖို့အတွက်တီထွင်ထုတ်လုပ်ထားတဲ့ project တစ်ခုလို့ဆိုရမှာပါ။လူများစု crypto investment လုပ်တော့မယ်ဆိုလို့ရှိရင် online ပေါ်မှာသူတို့တွေ့ဘူးတဲ့ influencer တွေပြောတဲ့စကားတွေယုံပြီးတော့ crypto မှာလာပြီး investment လုပ်ကြတယ်။ကိစ္စကတော့အဲ့လိုရိုးရှင်းမနေဘူးပြ။အားလုံးသိကြတဲ့အတိုင်း crypto ဆိုတာကအတက်ချမ်းအကြချမ်းနယ်ပယ်တစ်ခုပါ။ scam တို့ rug pull တို့ manipulation တို့ထည့်သွင်းပြီးစဉ်းစားပြောတော့မယ်ဆိုလို့ရှိရင်တော့ခု dnb ကိုစတင်ဝင်ရောက်လာမယ်လူတွေအတွက် အင်တန်မှခက်ခဲတဲ့ဒီဂျန်ကြီးတခုရှောက်ရမှာပါဒီလိုဗျံပရာဖြစ်နေတာတွေကိုအစီအစဉ်တကြဖြစ်ဖို့အတွက် Bubble Map Project ကရည်ရွယ်လာပါတယ်တို့ project ကနေမကြခင်မိတ်ဆက်တော့မယ် Intel Tech ဆိုတဲ့ feature တခုပါဒီ Centralized Zack HPD လိုမျိုးမကြခင်ဖြစ်လာပါလိမ့်မယ်အဲ့ဒီမှာ user တွေကဘလို project တွေကိုစုံစမ်းစစ်ဆေးမလဲဆိုတာကိုမဲပေးပြီးတော့ရွေးချယ်နိုင်ပါတယ်ဒီတက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာလက်ရှိ Bubble Map Project ကတို့တူတယ်တတိပုဂ္ဂလရက်တည်နေတဲ့ tools မဟုတ်တော့ပါဘူး point gecko desk screener ပန့်ဖန်းနဲ့ Photon တို့လိုမျိုးအဓိက major platform တွေမှာလက်ရှိထည့်သွင်းအသုံးပြုနေပြီဖြစ်ပါတယ်။ဒါအောင်ကြည့်ကြရမယ့် project ကအပြောနဲ့မဟုတ်ဘဲလက်တွေ့ crypto ecosystem တိုးတက်အောင်လှုပ်ဆောင်နေတယ်ဆိုတာကိုသက်သေပြနေပါတယ်။ Bubble Map ရဲ့ native token ကတော့ BMD ပါ။ Maximum token supply က1 billion ရှိပြီးတော့ Binance ပေါ်မှာ list လုပ်ပြီးနောက်ပိုင်း circulating supply က264.26 million ရှိမှာဖြစ်ပါတယ်။ Binance Hodler Airdrop မျိုးစားဖြစ်တဲ့အတွက်ပြီးခဲ့တဲ့ match လ2ရက်နေ့မှာ6ရက်နေအတွင်း Simple and Product တွေမှာ BNB ကို staking လုပ်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒါဟာကျွန်တော်တို့အတွက် surprise တိုက်တဲ့လက်ဆောင်တစ်ခုလို့ဆိုရမှာပါ။ဒါကြောင့်ဗီဒီယိုကြည့်နေတဲ့မိတ်ဆွေချစ်ပိတ်တဲ့များကအနာဂတ်မှာ Hotlar Airdrop ကောက်တော့မယ်ဆိုလို့ရှိရင် BNB ကိုကိုယ့်ရဲ့ Simple and နဲ့မှာ hold လုပ်ထားရုံပါပဲ။ channel ဘာမှလုပ်စရာမလိုတော့အောင်လို့လွယ်ကူလာပါတယ်။ဒီကောင်ကြောင့်ဆိုရရင်တော့ Bubble Map ဆိုတာက crypto project တစ်ခုထက်ပိုပါတယ် cryptocurrency နဲ့ပဲမှာကြီးမားစွာလိုအပ်နေတဲ့ပွင့်လင်းမြင်သာမှုကိုယူဆောင်လာဖို့ရည်ရွယ်တဲ့ tools တစ်ခုလို့ကျွန်တော်အနေနဲ့ယူဆချင်ပါတယ်အဆုံးသတ်မှာတော့ဒီ video က educational purpose only ဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုး cryptocurrency project တွေမှာ investment လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ DYOR do your own research လုပ်ပြီးမှရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက်အကြံပြုပါရစေအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ပါမယ်